အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့အင်ဒီကိုရဲ့အချက်တဲကြောင့်ခီးသည်ရာနဲ့ကြီး9ရက်ကြာတောင်းတင်နေရပြီးတဲ့နောက်မှာတော့အိန္ဒိယဆိုရကလေရင်မှုများအားယူခြင်းဆိုင်ရာမူဝါဒကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။လေစိမ့်မှာတော့လူတန်းရှည်ကြီးတွေနဲ့စိတ်ပြတ်နေတဲ့ခီးသည်တွေကိုတွေ့မြင်ရပါတယ်။အင်ဒီကိုလေကြောင်းလိုင်းဟာနိုင်ငံရဲ့ခီးသွွားအများဆုံးကာလမှာလေရင်ခီးစဉ်ထောင်ပေါင်းများစွာကိုဖျက်သိမ်းခဲ့တာကြောင့်ခီးသွွားလာရေးကမောက်ကမဖြစ်နေတာဒီကနေ့ဆိုရင်လေရင်မြောက်ရှိနေပါပြီ။ခီးသည်တို့က ကျွန်တော်ရှေ့မှာလူ200လောက်တန်းစီနေကြပါလေဘယ်သူကမှကုညီမဖြေရှင်းပေးပါဘူးအောက်ထပ်ကအိတ်တွေထားတဲ့နေရာကိုသွားမိတော့လည်းမကူညီကြဘူးလေရင်နောက်ကျတာနဲ့ပတ်သက်ပြီး website မှာရော application မှာပါဘာသတင်းချက်လက်မှမရှိပါဘူးဘာမှမသိရတာပါလေရင်တက်ခွင့်လက်မှတ် boarding pass ထုတ်ပေးပြီးဒီတိုင်းပြစ်ထားကြတာပါတကယ်ကိုရှုပ်ထွေးပွေလီနေတာပါပဲလို့ပြောပါတယ်လေရင်မူတန်းတွေရဲ့တာဝန်ချိန်နဲ့လေရင်မှုတွေရဲ့နာယူချိန်စီကံချက်ပြောင်းလဲတွေကြောင်းအခုလိုအကျက်တဲဖြစ်လာရတာပါဒီစီကံတွေဟာလေရင်မူတန်းတွေနဲ့လေရင်မှုတွေ ပင်ပန်းနွမ်းနေမှုနဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာစိုးရိမ်မှုတွေကို ဖြေရှင်းဖို့ရည်ရွယ်တာဖြစ်ပါတယ်။စီကံတည်တရအနာယူချိန်ပိုကြာကြာပေးရမှာဖြစ်ပြီးအရင်ကတစ်ပတ်ကိုညပိုင်းဆင်းသက်မှု6ချိန်ခွင့်ပြုထားပေမဲ့အခု2ချိန်ပဲခွင့်ပြုတော့မှာပါ။ကြက်တပရင်းတွေကတော့လေချောင်းလိုင်းဘက်ကတွက်ချက်မှုလွဲမှားတာတွေနဲ့စီမံခန့်ခွဲမှုအားနည်းတာတွေကြောင့်အခုလိုလုပ်ငန်းလေပတ်မှုကစင်ကလေးအဖြစ်ရတာပါလို့တောင်ရှိသူတွေကဝန်ခံပြောကြခဲ့ပြီးရည်သွားပြည်သူတွေလည်းဒေါသထွက်နေကြပါတယ်။ကွန်ကရစ်ပါတီခေါင်းဆောင်တူက လေရင်ခီးစင်တွေဖြတ်သိမ်းရတာတော်တော်လေးဆိုးပါတယ်ကျွန်တော်နားလည်ထားသလောက်ဆိုရင်လေချောင်းထင်းသိမ်းဌာန DGCA ကတာဝန်ကျင်စနစ်တည်းနဲ့ပတ်သက်ပြီးလေချောင်းလိုင်းတွေကိုကြိုတင်သတိပေးထားပြီးသားပါလေမှုတွေပိုခံထားဖို့လိုတယ်ဆိုတာပါရှင်းနေတာကတော့လေချောင်းလိုင်းတစ်ခုကပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာဒါကိုလှုပ်ဆောင်မှုပြက်ကွက်ခဲ့ပြီးအခုတော့ခီးသွားပြည်သူတွေဒုက္ခရောက်အောင်ဖန်တီးနေတာပါပဲလို့ပြောပါတယ်အခုခါမှာတော့အိန္ဒိယဆိုရလေချောင်းဝန်ကြီးဌာနကဂျားဝင် ဆောင်ရွက်လာပြီးအခက်တွေ့နေတဲ့လေချောင်းလိုင်းတွေနဲ့ လေရင်မှုတွေနဲ့မူတန်းသစ်တွေထက်ခန့်ထားဖို့အချိန်ရအောင်လို့အဲ့ဒီမွာရအပြောင်းလဲကိုယာယီပြန်လဲရုပ်သိမ်းလိုက်ပါတယ်။အင်ဒီဂိုဟာတရက်ကိုလေရင်ခီးစဉ်2000ကျော်ပြေးဆွဲနေပြီးအိန္ဒိယပြည်တွင်းဈေးကွက်ရဲ့65ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားပါတယ်ခင်ဗျာ။